ုတ်ကဲ့စိုက်ပျော်မွေးမြူရဲ့လောက်ကင်သူညီကိုမောင်နှမများအားလုံးမင်္ဂလာပါခင်ဗျာအင်ဂျင်မွေးမြူနေတဲ့သူတွေအတွေ့အနည်းငယ်တရားမှဆန်တဲ့အကြောင်းအရာလေးတွေရှိပါတယ်အခုကျွန်တော်အင်ဂျင်ကိုပဲအဓိကထားပြီးသီးသန့်ပြောပြပေးသွားပါမယ်ကဲအင်ဂျင်မွေးမြူရှင်ရဲ့ကောင်းကျိုးဆိုးကျိုးတွေအကြောင်းကိုအနည်းငယ်ပြောပြပါမယ်အင်ဂျင်မွေးမြူရှင်မှာဘယ်လိုကောင်းကျိုးနဲ့ဆိုးကျိုးတွေရှိလဲဆိုတာအနည်းငယ်နားထောင်ပေးပါ ဆိုင်ပြောရေးလောက်ကင်တဲ့သူဒါမှမဟုတ်ဆိုင်ပြောရေးလောက်ကင်မှုစိမ်းစားနေတဲ့သူတွေမှာဘယ်လိုပြဿနာတွေကြုံနေရလဲဘယ်နေရာမှာအခက်အခဲတွေရှိနေလဲဆိုတာကိုအစအကန်းနေဆက်ပြီးပြောပြပါမယ်။အင်ဂျင်ဝင်းမြူရဲ့လုပ်ငန်းကိုဆက်လုပ်သင့်လားမလုပ်သင့်ဘူးလားဆိုတာကိုပြောပြပေးသွားမှာဖြစ်တဲ့အတွက်ဒီဗီဒီယိုကိုဆုံးအောင်နောက်ထောင်ပေးပါ။ကဲဆက်ပြီဗျာ။ကျဲဝဲမြူတဲ့သူတွေမှာအမျိုးအစားများစွာရှိပါတယ်တကယ်တော့အဓိကအားဖြင့်ကျွန်တော်တို့ခွဲခြားထားတဲ့အမျိုးအစား၃မျိုးရှိပါတယ်ဒါက ျွန်တော်မိုက်ဆွေတို့နောက်ထောင်လို့ရအောင်လို့လာပြီးပြောပြရတာပေါ့နော်အမျိုးအစားသုံးမျိုးကိုခွဲခြားရရင်ပထမအမျိုးအစားကဘာလဲဆိုတော့နံပါတ်တိုက်ဒီမျိုးအောင်မြင်တာကိုမြင်ပြီးလှုပ်ရှင်စိတ်ဖြစ်ပေါ်လာသူပါဟေးသူတို့အများရနေပြီ သူတို့ကဟောလို့ဒီလိုဖြစ်နေပြီဆိုပြီးတော့ဗောဒီအမျိုးအစားကဘာလဲဆိုတော့သူမျိုးအောင်မြင်သွားတဲ့အရှင်နေပဲကြည်ပြီးအစိုးပိုင်းအဆင့်တွေမှာဘယ်လိုခက်ခဲခဲလဲဆိုတာကိုမကျင့်မြင်မိတဲ့သူတွေပါဥပမာသူမျိုးအောင်မြင်နေတာကိုမြင်ပြီးဟဲ့လောက်ရှင်တယ်လောက်မယ်ဆိုပြီးတဲ့သူတွေဗော တကယ်တမ်းကိုတိုင်ဆက်လုပ်လိုက်တော့လေဟာကျဲတွေကဘာလို့ကြီးချောနှုံနှေးရတာလဲအများရဖို့ဘာလို့ဒီလောက်ကြာနေရတာလဲအများအခုလိုရှယ်နေပြီဖြစ်ပြန်တယ်ပြီးတော့လုံရင်လုံရင်နဲ့နောက်ထပ်ပြဿနာတစ်ခုနဲ့ထပ်တွဲပြန်ရောဘာပြဿနာလဲဆိုတော့ငွေမြူလိုက်တော့ခဏကြာတော့ဟာဇင်းတို့ကကိုထင်ထားတဲ့ဇေဘက်ကရာအစား80 80လောက်ပဲရတော့စိတ်မကောင်းစွာနဲ့ပဲရောင်းလိုက်ရတယ်ရောက်တဲ့အခါအရှုံးခံလိုက်ရတာပေါ့နော်အရှုံးခံလိုက်ရတာပါအဲ့ဒီတော့ပထမအမျိုးသားကတော့သူမျိုးလောက်လို့အောင်မြင်တာကိုမြင်ပြီး လိုက်လို့ရှင်တဲ့သူတွေပေါ့နော်တကယ်ကြက်မွေးတော့မယ်ဆိုရင်ကိုကိုကို အရင်ဆုံးမေးရမှာကနံပါတ်တိုက် စိုက်ပါဝင်စားမှုရှိရဲ့လားစိုက်ပျော်ရေးလောက်ရတာကိုတကယ်ကြက်ရဲ့လားစိုက်ပျော်ရေးလုပ်ငန်းကပင်မပါတယ်တကယ်ကိုပင်မတာပါဒါကြောင့်မိုက်ဆွေတကယ်ကြက်ရဲ့လားဆိုတာကို အရင်ဆုံးမေးရပါမယ် ကိုဒီအလောက်ကိုတကယ်နိုင်ကြတယ်ဆိုမှလက်ခံပါအလောက်ကထွက်ပြီးတာနဲ့စိုက်ကြွေးရေလုံငန်းကိုရှဲရှဲဆက်လုပ်မယ်ဆိုပြီးမလုပ်ပါနဲ့ကျွန်တော်ကမိုက်ဆွေတို့ကိုအခက်အခဲတွေ့ရင်စိုက်တတ်ကြမှာစွန့်ရင်ပါတယ်လုံမယ်ဆိုမဆက်တဲ့ခင်မှာလေးလာပါပင်ယူပါစေပြေအလောက်ကပင်မမေမေပြိုရွှင်မှုရှိပါတယ်ပင်မမှုနဲ့ပြိုရွှင်မှုကိုလှည့်လည်ယူရတာပါပင်မမေမေပြိုရွှင်ရပါတယ်ဒါကြောင့်စိုက်ပြေရဲ့လုံးမဲ့သူတွေကိုကျွန်တော်ပြောရှင်တာက နံပါတ်၁စိုက်ပါဝင်စားမှုအရင်ရှိရပါမယ်။ငါကျဲမွေးမယ်။ကျဲမွေးမြူနီးကိုလည်းမသိဘူး။ကဲမသိဘူးဗျာ။မွေးမယ်ဆိုပြီးလုံးလုံးမရပါဘူး။ကိုလုံးမဲ့အလောက်ကိုစိုက်ပါဝင်စားမှုရှစ်တက်မှုနော်လေတက်ကြွမှုရှိရပါမယ်။တချို့လည်းရှိပါတယ်။မွေးမြူရဲကိုဆက်တိုက်လောက်တော့တာပေါ့နော်။ဖြစ်ဖြစ်လောက်တော့တယ်။ကျဲမွေးမြူရဲကိုစီးပွားဖြစ်လောက်တော့မယ်ဆိုရင်တော့အရင်ဆုံးနင်းနေကနေဆက်လုပ်ကြည့်သင့်ပါတယ်။ဖြစ်ဖြစ်တော့ပါ ကျွန်တော်အကြံပေးရှင်တာကကို့မှာကျင်းပွဲမြွေနဲ့ပတ်သက်လို့အသိပညာမရှိဘူးဆိုရင် ဖြည်းဖြည်းစမ်းလုပ်ခြင်းရင်အတွေ့အကြုံယူပညာယူလေ့လာတော့ပါအနည်းအကျဉ်းကနေအရင်ဆက်ပါတော့ငေါကောင်ဆေကောင်ကနေအရင်ဆက်ပါတခါတည်းမခုန်ရှာလိုက်ပါနဲ့တခါတည်းခုန်ရှာလိုက်ရင်ဒုက္ခရောက်တတ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အရာအလုံးဟာယဉ်ဤမြောင်းနာမှုဖြစ်ပါတယ်။ယဉ်ဤမြောင်းနာမှုဆိုတာတပါကျဲတွေဝေယူတာ ဖိုမတ်မျိုးကျဲတွေဝေတာစသဖြင့်ပေါ့နော်အားလုံးပါဝင်ပါတယ်ကိုကမသိနားမလဲပဲခုံပါပြီးဝယ်မယ်ဆိုရင်အခန်းမသိရင်ဆုံရှုံနိုင်တာမို့ကြီးမားတတ်ပါတယ်စိုက်ရှည်ပါနော်ကျဲမွေးရင်စိုက်ရှည်ရမယ်ဆိုတာမှတ်ထားပါစိုက်ရှည်ရပါမယ်နံပါတ်၁စိုက်ပါဝင်စားမှုရှိရပါမယ်နံပါတ်၂ပင်မပါတယ်ပင်မရင်လည်းခန္ဓာရင်ရှိရမယ်နော်တချို့ကဒီအဆင့်ကိုကြိုပြတ်နိုင်တော့ခဲ့ကြပြီးမွေးမြူလို့လည်းကြီးထွက်လာပြီဒီမှာဒုတိယအရှက်ဖြစ်တဲ့ပြဿနာနဲ့တွဲပြီဗျာဒုတိယအရှက်ပြဿနာဆိုတာကဟာ ြဲကတော့မွေးလိုက်ပြီးကြီးထွက်လာပြီးမွေးမြူပြီးတော့ဘသူ့ကိုရောင်းရမှာလဲကြဲမွေးမြူရင်ဈေးကွဲကိုအရင်ရှာရမှာပေါ့နော်ဘသူ့ကိုရောင်းရမလဲဆိုတာနဲ့ပတ်သက်ပြီးအစီအစဉ်ရှိရပါမယ်ဟာတရားဘက်လာရမယ်ထင်တာတာ80 80ဘက်လာပဲရတယ်အင်းအမြတ်အစွန်းအရှုံနဲ့အပေါ့အနှုတ်ကို တွဲရှိကြည့်တော့မကိုက်တော့ဘူးအစာဖို့ကြဲပါဖို့ဈေးဝါခဟိုခဒီခနဲ့ဒီလာရလားအစာဖို့ကလည်းဈေးကြီးပါတယ် ကျဲသောပါတွေကလည်းဇဲကြီးရောင်းလိုက်တော့ကုန်ကျဆိုင်နဲ့အမြတ်တွက်ရှင်မကိုက်စိုက်တွေညိုက်ဖို့အခုအချိန်မှာ ကျဲစာတိုင်းကရှာရလဲစစ်ဘယ်လာရှိပါတယ်ဒါကျဲပါလေးတွေအတွင်းတော့ကျဲပါလေးတွေကနိုင်လာသွင်းရပါလိမ့်မယ်တထောင်ကျော်တော့ပြီးပြီးတော့ဖွေးနှုံဆန်ခွေးဖြည့်ဆဲစာတွေလည်းထက်လို့ဦးမယ်ပြီးတော့ဘာတွေလဲမြက်တွေအရှာရတွေလည်းရှာဖွေရဦးမယ်ရုတ်တရက်ကြီးလုံးလိုက်တာနဲ့အောင်မြင်သွားတာမျိုးမဟုတ်ပါဘူးနော်မနေ့ကျရင်သူတို့ကိုအစာပြေရမယ် ။ဒါကြောင့်မနေ့ဆိုအစာပြေရတဲ့အများကြီးမွေးရင်တော့မျက်လှီတဲ့ဆက်မျက်ရည်တဲ့ဆက်တွေရှင်းရမယ်။မျက်ကိုလှီပြီးငှဲ့ပြုတ်ပင်ကိုခုတ်ထိပ်ပြီးရိုးကျွေးတာပေါ့နော်။ဘာလို့လဲဆိုတော့အဲ့လိုမှမလုပ်ပဲရမ်းနိုင်လားဆိုတော့ရမ်းနိုင်ပါတယ်။ဒါပေမဲ့ကြက်တွေကကြီးတွန်းလို့နှင်းမယ်ပြီးတော့အပြည့်စာတွေဘာတွေလဲလိုသေးတယ်။ဒါတွေအလုံးကကုန်ကျစရိုက်တွေပါ။ဒါကြောင့်ကိုကိုကိုအရင်မေးရမှာကတကယ်လောက်မှလားမလောက်ဘူးလားဆိုတာကို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 အရင်မေးပါ။ ကျွန်တော်စီမှာလဲ messenger နဲ့ comment မှာ message လာပေးသူတွေအများကြီးရှိပါတယ်။လောက်ဖူးတယ်၊လောက်ကြေးတာရှုံးသွားတယ်။လောက်ပြီးတော့အဆင်မပြေဘူး။အများကြီးတဲ့ဆက်သဖြင့်ပေါ့အများကြီးလာမှန်းကြတယ်။ဘာလို့လဲဆိုတော့သူတို့ကဒုတိယအရှင်းမှာပဲရသွားကြလို့ပါ။ပြဿနာနဲ့တွေ့တယ်ဈေးနေတယ်။တကီလိုကို60 90တော့ရှုံးတာပေါ့။ဒီတော့ရှုံးပြီလို့ကျွန်တော်ပြောရဲပါတယ်။ကြက်ရှင်မကြိုက်ဘူး။ကျဲတွေရုံတန်းဝင်တဲ့အထိကျဲကြည့်ဖို့ဘယ်လားကြာလဲ။ စာဗလာကုံလဲဆက်တဲ့ဖြစ်တွဲကြည့်တော့မကိုက်ဘူးလေဒါဆိုမိုက်ဆွေအနေနဲ့ပြောင်းလဲရပါမယ်ပြောင်းလဲတယ်ဆိုတာဘာလဲကိုကိုကိုကုံပီဝေလဲသဘောဖြစ်လာအောင်ပြောင်းလဲရပါမယ်ကိုတိုင်ရောင်းရမယ်ဒါမှတွဲချစ်ကိုက်မယ်ဥပမာကျွန်တော်တို့ကဒဂီလိုကို100နဲ့ရောင်းတယ်ကျဲတကောင်ကို100နဲ့ရောင်းတယ်ဒါပေမဲ့ကုန်ဒီအဝေးသမားက180 150 150လောက်နဲ့ပြန်ရောင်းတယ်သူတို့ကအများရတယ်သူတို့ကဘာမှမလုပ်ရဘူးနော်ဂျာကနေအများကြီးသွားတာကျဲမွေးသမားတွေဟာဒါတွေကိုပွားနဲ့ကျွမ်းကျင်ဖို့လိုတယ် ကိုယ်တိုင်ဈေးမှာရောက်ဒါမှမဟုတ် online social media တွေပေါ်ကနေကိုယ်တိုင်ရောက်မှာဒါမှအများရတွေ့ရှိကြိုက်မယ်တချို့ကတော့စိုက်တမခံကြဘူးဗျာကိုယ်တိုင်မသားရေးကြဘူးကိုယ်တိုင်မသားရေးရင်တခြားသူတွေကိုသားခိုင်းပြီးရောက်နေဆိုရင်လည်းအဆင်ပြေပါတယ်ကျွန်တော်တို့ကြဲမွေးမြူနေဆိုရင်စနိုက်တကြအစီအစဉ်ဆွေးရပါမယ်အင်ကျဲကို အနည်းငယ်ကနေဆက်ပြီးလောက်ကြပါဆေးကောင်နဲ့အဆင်ပြေလားဟာဆေးကောင်ဆိုအစာဖို့တိုက်မကုန်ဘူး20ကိုတိုးလိုက်ပါ မျိုးကျဲဖို့မျိုးကျဲမတ်တွေထားလိုက်ပါဟာ 20အစံပြေတဲ့30 40 50စသဖြင့်အစင်းစင်းတိုးတော့ပါအလျင်းစလိုမလောက်ပါနဲ့အင်ကျဲမွေးမြူတာကိုအလျင်းစလိုမလောက်ရပါဘူးဘာလို့လဲဆိုတော့ပိတ်ပင်မလို့ကြီးထွားမှာမဟုတ်လို့ပါအခုမွေးမြူလိုက်တာနဲ့မနေ့ပြန်မှကြီးထွားမှာမဟုတ်ပါဘူးကျဲမွေးရင်စိုက်ရှည်ပါနော်အိမ်မွေးကျက်ကိုတပွားအတိုင်းမွေးမြူမယ်ဆိုရင်၄၅လလောက်ကြာပါတယ်အစာအနေနဲ့သဘောဆန်တို့ကိုကျွေးရပါတယ်ဒါပေမဲ့အစာမုံလေးနည်းနည်းထားထည့်လိုက်ရင်တော့ပုံမြန်မြန်ကြီးထွားမယ် သုံးလပေါ့နော်တချို့မွေးမြူသူတွေကသုံးလနဲ့ရုံသားဝင်ရောမွေးမြူနိုင်ရပါတယ်အဲ့ဒီတော့ကျဲမွေးသူလူမျိုးစုကဒီဒုတိယအရှက်မှာလာပြီးရန်တန်းတော့ကြတယ်ပြီးတော့အဆုံးသတ်တော့ရှုံးတော့ဟိုလိုဒီလိုဖြစ်တော့တယ်အဆမ်းမပြေဘူးဆဲမတော်တော့ဘူးဒါပေမဲ့တချို့ကတော့တတိယအရှက်ကိုရွေးရှည်ပြီးဆဲလောက်ကြတယ်အောင်မြင်တဲ့အထိလောက်တော့ကြတယ်ဟာဒီမှာပြဿနာတွေ့တယ်ဖြေရှင်းမယ်ဒီမှာပြဿနာတွေ့တယ်ဟာဖြေရှင်းမယ်ဒါပေမဲ့တကယ်လို့မတတ်နိုင်ရင်တော့နားဆော်ရမှာပေါ့နော် ခွန်းမှာကုန်ကျစရိုက်တွေအများကြီးဖြစ်နေပြီးအစာဖို့ဆေးဖို့လေပတ်စရိုက်စဘောရောဟိုဟာရောဒီဟာရောမတန်းနိုင်ဘူးရှုံနေပြီဆိုရင်နားဆောက်လိုက်ပါမယုံကံပါနဲ့ကျွန်တော်တို့ကစလိုက်တက်ကျစီစဉ်ထားတဲ့အခြားသူတွေနဲ့နှိုင်းရှင်လို့မရပါဘူးတချို့ကသူတို့မှာအရင်အနည်းရှိပြီးသားပါအရင်အနည်းဆိုတာက လေပတ်ငွေရှိတယ်ဟာသူတို့ဆက်တာကြာပြီးအဲ့ဒါကြောင့်သူတို့အောင်မြင်တာအဲ့လိုမထင်လိုက်ပါနဲ့ ဆက်တာနဲ့ရှင်းရှင်းအောင်မြင်သွားတာမဟုတ်ပါဘူးပြဿနာတွေနဲ့တော့သေချာပေါက်တွေ့ရမှာပါယောဂါတွေကျဲပြန်းလာတာအိုးအများကြီးပါပဲရန်သူတွေလည်းရှိသေးတယ်ရန်သူဆိုတာက ခွဲတယ်ပါတွေပေါ့နော်ကျွန်တော်တို့ကျဲတွေရဲ့ရန်သူတွေပေါ့နော်ပြည့်စည်သွားရင်တော့ဒါဟာအရင်နှီးပါပဲဒါကြောင့်ဆက်လုပ်မယ်ဆိုရင်ကောင်းကောင်းစဉ်းစားပြီးမှဆက်ပါနော်ကောင်းကောင်းစနိုက်တကြအစီအစဉ်ဆွေးပါစနိုက်ကိုစနိုက်တကြဖန်တီးပါ ပြီးတော့ဆံပြေသွားပြီးပုံမှန်လေပန်းနိုင်ပြီးတော့ကိုယ့်ရဲ့စနိုက်ထည့်ရသွားပြီဆိုရင်ဆံပြေသွားပါပြီစနိုက်ထည့်ရသွားရင်လွယ်ကူသွားပါပြီနော်လွယ်ကူသွားပြီဆိုရင်ပပကျဲတွေလည်းရှိမယ်မျိုးကျဲဖို့မျိုးကျဲမတ်တွေလည်းရှိမယ်ပြီးတော့ရှေ့ဆက်သွားယူမှာပဲဒါဟာလေပန်းနေမှာပါဆံပြေသွားပြီဆိုရင်ပေါ့အစားပိုင်းမှာတော့ခက်ခဲပါတယ်ခက်ခဲတာကဘာလို့လဲဆိုတော့အစားပိုင်းမို့ပါဘယ်တော့မှဆိုစက်တင်ရှင်ဟာခက်ခဲပါတယ်အစပိုင်းခက်ခဲတဲ့အဆင်းကိုကြိုဖြတ်နိုင်ရပါမယ်ဒုတိယအချက်နှိုက်မှာပြောခဲ့သလိုပဲပေါ့နော် ခနဲ့မွေးမြူပြီးပြဿနာတွေလို့နောက်ဆုံးတာမျိုးမလုပ်ပဲကျွန်တော်တို့အောင်မြင်သည့်အထိရှေ့ဆက်သွားရပါမယ်။ဒါကအိမ်မွေးကျဲမွေးမြူမဲ့သူအတိုက်တွေအတွက်ကျဲမွေးမြူရဲကလုံတဲ့လားမလုံတဲ့ဘူးလားဆိုတာကိုပြောပြပေးသွားခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။ဒီနေ့ကတော့ဒီလပါပဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာမှပဲပြန်လည်ဆုံတွေ့ကြပါမယ်။ကြည့်ရှုအားပေးသွားလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။